အားလုံးမင်္ဂလာပါဒီနေ့ဗီဒီယိုလေးကတော့ငါသိဝင်းကျင် official global phone ကရွေးချယ်စရာအသစ်ဖြစ်နိုင်တဲ့ Redmi 13H လေးကိုကျွန်တော်တို့ unboxing လုပ်ပြီးတော့အထူးထူးကြည့်မှာဖြစ်ပါတယ်ဒီဖုန်းနဲ့ပတ်သက်ပြီးတော့ကျွန်တော် recap အနေနဲ့အများကြီးပြောစရာမရှိပါဘူး။ဘာလို့လဲဆိုတော့ Redmi 13 Cross X ပေါ့နော်။ဒီကောင်ကတကယ်တမ်းပြောရရင်ကျွန်တော်တို့မနစ်ကထွက်ခဲ့တဲ့ Redmi 13နဲ့ တပုံစံတည်းပေါ့တနည်းအားဖြင့်ဟို Xiaomi ကဟိုအရင်လိုမျိုးသာဟိုနံပါတ်မတက်လို့ Redmi 13 2025ဆိုပြီးတက်လို့ရတယ်မော်တယ် match လာကမှဒီဒီနှစ် match လာကမှဒီကောင်ကိုထွက်ထားတာဗောနော်ဒီဇိုင်းအသွင်ပြင်အတာနာပါဝင်တဲ့ specification အားလုံးဒီကျွန်တော်တို့လက်ရှိခြင်နေတဲ့ Redmi 13နဲ့ အတူတူပဲတုံးထားတဲ့ SOC MDK G91 Ultra ဖြစ်တာ screen size 6.78 inch ကြီးဖြစ်တာတို့ Full HD Black Resolution 90Hz ရတာဆိုကြပါစို့ဗျာ battery 980mAh ကို 33W ရတာတွေကအစကျွန်တော်တို့အတူတူပဲလို့ပြောလို့ရတယ်ဗျာအဲ့တော့ Redmi 13ရဲ့ 2025 version မှာ performance ကြီးကိုလည်းအရင်မျှော်လင့်ပြီးဂိမ်းဆော့မယ်ဆိုပြီးတော့လည်းမဝယ်ပါနဲ့ပုံမှန် daily drive အတွက် official global ဒါမှမဟုတ် global run တွေက remy ကိုတုံးကျင်နေဆိုတဲ့သူတွေဆိုရင်တော့ရွေးလို့အဆင်ပြေနိုင်ပါတယ် speaker ကလည်းအဲ single speaker ပဲပါမှာပါ stereo speaker dual speaker တက်ဆင်ပေးထားတာမဟုတ်ပါဘူးဒါပေမဲ့အဲဝင်လာပြီးအစ်စ်ထွက်ထားတယ်အဲကျွန်တော်တို့အားလုံးသိအောင်လို့ unboxing လုပ်ပြီးတော့ ပြပေးတာဖြစ်ပါတယ်။အသေးသေးအချက်အလက်တွေကတော့ထုံးစံတိုင်းနောက်မှကျွန်တော်တို့အတူလိုက်ကြည့်ပါ။ကြော်ကြည့်လို့လည်းရပါတယ်။ရမီ 13H Global Version ပါ Run 825CK Version ကို9သိန်းဝန်းကျင်နဲ့ဝယ်ယူရရှိနိုင်မှာဖြစ်ပါတယ်။ကဲဖောက်ကြည့်ရအောင်ပါ။ Global Version အနေနဲ့ဝင်တာဖြစ်တဲ့အတွက်ကျွန်တော်တို့ဒါတရုတ်စာပိုင်းညာတွေ့ရမှာမဟုတ်ပါဘူး။အကုန်လုံးကျွန်တော်တို့အင်္ဂလိပ်စာနဲ့ပဲလာပါတယ်။ ကဲဘာတွေပါတော့ဆိုတော့ပုံမှန်တိုင်းကျွန်တော် user guide ပါမယ်ဆီလီကွန်အပြော့အကြည်လေးတော့မဟုတ်တော့ဘူးဗောနော်ကျွန်တော်တို့အနက်ရောင်ထုံးစံတိုင်း TPU အပြော့ကာပါလေးထည့်ပေးထားတာတွေ့ရမယ်ဒါက Redmi 13H အပြရောင်လေးပါအထဲမှာဘာပါတော့ထက်ကြည့်ရအောင် Dice Cijo 33W charging ကောင်းလေးထည့်ပေးထားပါတယ်ဘောင်းနဲ့ specification တွေကိုလည်းဒီမှာရေးပေးထားတယ်ပေါ့တကယ်တမ်းပြောရရင် Redmi 13H ကကျွန်တော်တို့မနစ်ကထွက်ခဲ့တဲ့ Redmi 13ရဲ့ spec အကုန်အတူတူလို့ပြောလို့ရတယ်18 megapixel ဒါကင်မရာပါတာတို့ screen size ကတော့ဒီကောင်ကနည်းနည်းလေးတော့ပိုကြီးသွားမယ်7.79 inch 90hz refresh rate ပို့ပေးမယ်ဒီဇိုင်းအသွင်ပြင်ရလဲတော်တော်တူညီရလို့ပြောလို့ရတယ် Redmi 13နဲ့နောက်ဒီ33 watt ချက်ချင်းရတာလဲကျွန်တော်တို့ Redmi 13နဲ့အတူတူပဲ SOC ကလည်း MediaTek Helio G91 Ultra သုံးထားတာလည်းအတူတူပဲ။နောက် battery 9030ပါတာ 33W fast charging ရတာအထိတူတယ်။ဒီကောင်ကပြောင်းလဲသွားတာဆိုရင်2025အခု March လမှာထွက်တဲ့ဖုန်းဖြစ်သွားတာပဲရှိမယ်ပေါ့နော်။ design ပြင်ပြင်သားနာကတော့တော်တော်တူညီရဲ့လို့ပြောလို့ရပါတယ်။ Redmi 13 8လေးရဲ့ big quality design အသားနာပါကျွန်တော်တို့ပုံစံအချိုးကွေးကကျွန်တော်တို့ဟိုးအရင်မြင်ဘူးခဲ့တဲ့ဒါ နှုတ်တွဲ procedure ရဒီဇိုင်းအသာနာပုံစံပဲပေါ့နော်ကျွန်တော် flat frame flat cover ဒီဇိုင်းကိုပဲတုံးမိထားတယ်ဒါကသူ့ရဲ့ blue အယောင်လေးပေါ့နောက်ကပြေးထားတဲ့ wave လေးတွေ gradient color shake လေးတွေပြေးထားတာတော်တော်လှတယ်သူကရှင်းနောက်ကို glass back ပဲတုံးပြီးထားတယ်လို့ပြောတယ်ပေါ့နော်အာ plastic frame ပဲတုံးထားပါတယ်အဓိကကတော့ အဲဒီကောင်ကအဲ entry mark က mirror မကျတဲ့ model လို့ပြောလို့ရမယ် SOC ကတော့ MDK Helio G91 Ultra ကိုသုံးမိထားတယ်ဒီဇိုင်းအတွင်းပြင်အားလုံးလည်းတော်တော်တူညီရဲ့လို့ပြောလို့ရသလိုအထူကတော့ကျွန်တော်တို့ 8.3mm ရှိတယ်အလေးချိန်ကတော့ 198g ဆိုတော့အရင်လေးတဲ့ထဲမှာပါတဲ့ဖုန်းတစ်ခုတော့မဟုတ်ဘူးကင်မရာဘန်ကြီးကလည်းကျွန်တော်တို့ထွက်နေတာတော့ မတွေ့ရဘူးပေါ့နော်ကင်မရာဆက်တဲ့အားလုံးဒီကျွန်တော်တို့တွေ့ခဲ့ဘူးတဲ့ Redmi 13နဲ့အတူတူပါ18 megapixel main ကင်မရာပါမယ်2 megapixel macro ရဲ့ဒီမဲ့ flash mili ထည့်ပြီးထားတယ်အထူးသဖြင့်တော့ကျွန်တော်တို့ global version ဝင်တာဖြစ်တဲ့အတွက် CE တစိုက် logo လေးပါတယ်ပေါ့နော်အဲ့ဒါကတော့လုံးဝ official global ဖြစ်တဲ့အတွက်ပါပြီးရင်ကျွန်တော်ဒီဘက်မှာတော့13 megapixel selfie camera လေးထည့်ပြီးထားတယ်အပေါ်ဘက်မှာတော့ကျွန်တော် iron blaster ပါမယ်3.5 mm audio jack ပါမယ်ဒီဘက်မှာတော့ကျွန်တော် bowling app down power button power button မှာပဲကျွန်တော် sign of fingerprint လေးထည့်ပေးထားတယ်။ offset ချမ်းမှာတော့ speaker ပါမယ်တိုက်စီပေါ် mic ဒီဘက်ဘီးမှာတော့ကျွန်တော်တို့ sense slot လေးထည့်ပေးထားတာတွေ့ရပါတယ်။ sync card ကလည်း hybrid sense slot ပေါ့နော်။ sync card နှစ်ကက်ထည့်မယ်ဟိဆိုရင် memory card ထည့်လို့မရဘူး။ memory card ထည့်မယ်ဟိဆိုရင်တော့ ကျွန်တော်တို့စင်ကက်တက်ကက်ပဲထည့်လို့ရမယ်ဒါကအစကျွန်တော် Redmi 13ပေါ့နော် Redmi 73နဲ့တပုံစံနဲ့လို့ပြောလို့ရပါတယ် screen size ကတော့6.79 inch IPS LCD ကိုတုံးပေးထားတယ်အဲဒီကောင်းရဲ့ကောင်းတဲ့အချက်က 90Hz refresh rate support ပေးတယ်လို့ Full HD+ resolution နဲ့ကြည့်ရမယ် peak brightness ကတော့950 nit အထိပဲရတယ်နောက်အာကျွန်တော်တို့ Dev Rhine Lamp Certifying ရတဲ့ display သုံးပြီးထားတာဖြစ်တဲ့အတွက်အမျက်လုံးထိခိုက်မှုကိုအနည်းငယ်များချော့ရှာနိုင်နေပေါ့နော်။ကြည့်အဲ့တော့ကျွန်တော်တို့ setup လေးလုပ်ကြည့်အောင်ပေါ့နော်။ right neck ကတော့အများကြီးဒီမဲ့မြင်မြင်ချင်းတော့အရင်ကြီးလင်းတယ်လို့တော့မကန်စားဘူးကျွန်တော်ပြောလို့ပေါ့နော် entry မကအမေရိမကြဖုန်းဆိုတော့အဲ့လိုပဲပေါ့ဗျာပြီးရင်ဒီမဲ့ကျွန်တော်တို့ဒီတစ်ခေါက်တော့ fan show နဲ့လာတယ် notch နဲ့တော့မဟုတ်တော့ဘူးပေါ့နော်အာကျွန်တော်တို့ချင်းနေပါစေတွေကတော့မြင်နေတိုင်းနည်းနည်းလေးထူတယ်နောက်တစ်ခုကဟို global အလုံးဖြစ်သွားတာကြောင့်ဝဲလာတော့မပြောတတ်ဘူးဒီကောင်ကကျွန်တော်တို့ jewel speaker နဲ့တော့မလာဘူးပေါ့နော် ရမီတတင်းအိတ်လေးကို select လုပ်ပြီးမြင်ရမယ်အနေထားပေါ့နော် right net ကတော့မြင်နေတိုင်းပဲအရင်ကြီးကျွန်တော်တို့လင်းနေထဲမှာမပါဘူးအဲ့တော့ကြတော့ဟိုအလင်းရောင်များတဲ့နေရာမှာဆိုရင်မျက်လုံးလေးကနည်းနည်းလေးအားဆိုင်ကြည့်ရမယ်အနေထားမှာရှိတယ်အာဒီကောင်ကကျွန်တော်တို့ global run ဖြစ်သွားပြီပေါ့နော် global run ဖြစ်သွားတဲ့အတွက်ကတော့ကျွန်တော်တို့ဟိုဒီနောက်ပိုင်းကတော့ထိုင်းလုံးပေါ့နော်ထိုင်းလုံးနေဝယ်တဲ့ဟိဆိုရင်တော့သူက recording မှာအတန်ဖန်းနေပါသည်လို့မအော်ဘဲနဲ့တုံးလို့ရတယ်ပေါ့နော် အထိုင်းလုံးတွေပေါ့နော်ကျွန်တော် official အလုံးတွေကတော့အတန်ဖန်နေပါသေး Odd ပါတယ် Global version ဖြစ်တဲ့အတွက်ကတော့ကျွန်တော် Google Service ဘာညာအလုံးอ่ะတခါတည်းပါပြီးသား Factory Reset ချလိုက်လေအဲကျွန်တော်တို့ဟို Google Service ပြီပါပြတ်သွားမှာမဟုတ်ဘူး Now System Update ကလည်းအမြဲတမ်းသူပေးနေတွေတင်လို့ရတယ်ဒါကတော့ Global အလုံးတွေရဲ့ကောင်းတဲ့အချက်ပါဒီကောင်းကကျွန်တော် Hyper OS 1.09နဲ့လာတယ်ပေါ့နော်ဒီမှာတော့ update က HyperOS 2ပေးနေပြီတဲ့နော် HyperOS 2ကိုတော့ update ပေးနေတာ တွေးရတယ်အဲကျွန်တော်တို့ဒီမှာတော့အချိန်မီရတော့မတင်တော့ဘူးပေါ့နော်ပြီးရင်ဒီ day influence pack မှာဘာတွေပါတော့ဆိုတော့ဒီကောင်ကကျွန်တော် run 8256k version ကို9သိန်းဆွန်းဆွန်းပေါ့နော်9သိန်း1000ဝန်းကျင်လောက်လဲဝယ်ရမယ် media deck helio g91 ultra ကိုတုံးပေးထားတယ်နော် OS ကတော့ Hive OS က update တင်2ထိ3လို့ရပြီ Android version 14နဲ့လာပါတယ်။နော်အဲ့တော့ပါဝင်တဲ့ကျွန်တော် display feature တွေကိုတစ်ချက်ဝင်ကြည့်အောင်ပါ။အဲ့တော့ display feature တွေကိုမဝင်ကြည့်ခြင်းမှာဒီ home screen မှာပေါ့နော်ဒါကျွန်တော်တို့ဒီ notification ဒီအဓိက gesture ပေါ့နော်ဒီ gesture ကကျွန်တော်ကဒီလိုမျိုးကြီးဟိုဟာ button နဲ့တုံးရတာမကြိုက်ဘူးအ swipe လုပ်ချင်တာဆိုတော့ gesture နဲ့တုံးချင်တာဆိုပြီး gesture ယူလိုက်မယ်လမ်းတော့မလုပ်တော့ဘူးပေါ့နော်အဲ့ဒါဆိုရင်ဒီကောင်ပျောက်သွားပြီပျောက်သွားရင်ကျွန်တော်ပုံမှန်တိုင်း swipe လုပ်ပြီးတော့တုံးလို့ရပြီအဲ့ဒါကကျွန်တော် home screen တွေကနော် system navigate navigation တွေမှာရှိပါတယ်ပြီးရင်ကျွန်တော်တို့ display and brightness တွေကြည့်တာပေါ့ display and brightness ထဲမှာမြင်နေတိုင်းပဲပေါ့နော် brightness ကဟိုဟိုသုံးပုံပုံနှစ်ပုံလောက်တင်ထားပြီဗျာအဲ့ဒါတော့အရင်ကြီးမလင်းဘူးအဲ့တော့ဒီမှာကြည့်လိုက်အကိဆုံးပဲနော် sunlight မှု on light တွေဟိဆိုရင်တော့အဲနည်းနည်းလေးတော့သူ့မှာရှိရဲ့အမြင့်ဆုံး brightness တော့ရနိုင်နေပေါ့နော်ကျွန်တော်တို့အတော့အလင်းရောင်များတဲ့နေရာမှာဆိုသူ့ brightness ကတော်တော်အလင်းနေတဲ့ထဲမှာပါပါတယ်ပြီးရင်ကျွန်တော် color shine ကထုံးစံတိုင်းကျွန်တော်တို့ဘလို့အရောင်သွေးဦးနဲ့ဒီ LCD ပေါ်မှာကြည့်ကျင်တော့ vivid ဆိုရင်တော့ကိုကြီးတဲ့ content ပေါ်မှာမူတည်ပြီးတော့အရာအစိုးတောက်လေးတွေချိန်ပြီးမယ် saturated ကတော့ဘာလာလာအရာအသွေးတောက်တောက်ကြီးချင်း saturated ကိုကြည့်ပါ standard ကတော့အပုံမှန် normal အနည်းထားတိုင်းပေါ့ကျွန်တော်တို့ဆန်းတာတော့ vivid မှာပဲဆန်းထားပြီးတော့ဆန်းပြီးလိုက်ပါမယ် reading mode ကတော့သိတဲ့အတိုင်းကျွန်တော်တို့ blue light filter လောက်တာဖြစ်တဲ့အတွက်အဲ screen ကဝါယောင်ဘက်ကိုတန်းသွားမယ်အဲဒီကောင်တွေကကောင်းတဲ့အချက်ကဒီ classic theme ပါဆိုရင် black and white ရတယ်ပေါ့နော်အဲ့တော့စဖတ်တဲ့သူဖုန်းကိုစဖတ်ချင်တဲ့သူဆိုရင် black and white နဲ့တုံးရင်ဇောက်တအုပ်လိုအနေထားနဲ့အဲကျွန်တော်စဖတ်လို့ရတယ်အဲ့တော့ reading မှုထဲမှာ black and white လေးတုံးချင်တဲ့လူလည်းတုံးလို့ရပါတယ်နောက်ထပ်က refresh rate ပါ refresh rate ကတော့ဒီတဲ့အတိုင်းသူက 90hz နဲ့အမြင့်ဆုံးသုံးလို့ရမယ်ဒါမှမဟုတ် custom မှာထားပြီးတော့ 16hz 90hz ရွေးချယ်လို့ဒါစိတ်ကြိုက်ရွေးချယ်တာပေါ့နော်ဒီမှာတော့ကျွန်တော် default မှာထားပြီးအလိုလျောက်ပဲချိန်ညှိခိုင်းလိုက်ပါမယ် အ LCD ဖြစ်တဲ့အတွက်တော့ Horizon Display တွေပါလေပါမှာမဟုတ်ဘူး App ထမ်းမှာကကျွန်တော်တို့အကျူရဲ app ပါပါတယ်အဲကျွန်တော်တို့ဘာလို့ application နှစ်ခုပွားခြင်းနဲ့ဟေးဆို Facebook နှစ်ခု Viber နှစ်ခု Mobile Legend နှစ်ခုဆော့ခြင်းလား app ထဲကကျူရဲ app ထင်မှာတုံးလို့ရတယ် app lock ပေါ့နော် application တွေကို lock ခတ်ပြီးတုံးမယ်ဟေးဆိုရင်လေတုံးလို့ရတဲ့ feature ပါပါမယ်နောက် additional setting additional setting နဲ့မှာတော့ပုံမှန်ပါနေကြ screen recorder တို့ gain turbo တို့ပါတယ် memory extension ကတော့ကျွန်တော်တို့ 8GB ထားလို့ရတာဖြစ်တဲ့အတွက်သူ physical ram 8GB virtual ram 8GB ဆိုတော့ 16GB အနေထားထိထားပြီးတော့သုံးလို့ရတယ် video 2ဘောက်ကအာကျွန်တော်တို့ဖွင့်ထားပါတော့ဒါ video ထဲမှာ effect လေးတွေပါညာသုံးချင်တဲ့ဟိတ်ဆို video 2ဘောက်ဖွင့်ထားမှရပါမယ်ဒီ many video app ကကြတော့ကျွန်တော်တို့ဘယ် video application တွေမှာဒီကောင်သုံးမလို့ ဓာတ်ပတ်ဒီထည့်ထားတဲ့ software ရှိတယ် VLC ဆိုတုံးနေတဲ့ဟိတ်ဆိုရင် video 2ပေါက်သုံးမဲ့ဟာတွေမှာကျွန်တော်တို့ on ပေးလိုက်တဲ့ဟိတ်ဆိုရင်ဒီဘက်ဘယ်ဘက်ကနေ switch လုပ်နိုင်ရင် video 2ပေါက်လေးတက်လာပါလိမ့်မယ်အဲ့ဒါလေးကျွန်တော်ပြီးရင်ပြပေးပါမယ် battery ထဲမှာ battery protection ပါမယ် battery protection မှာ regular charging ရှိမယ် limit charging ပေါ့နော် limit charging ဆိုရင်80%ရောက်ရင်ဖုန်းအသွင်းနာကိုတန့်ထားလိုက်မှာအဲ့တော့ battery head ကြာကြာခန့်ကျင်တဲ့ဟိတ်ဆိုတော့ limit charging လေးနဲ့သုံးပါအဲ့တော့ ဟို HyperOS 2တင်ပြီးလိုက်ရင်တော့ကျွန်တော် battery head တွေဘာတွေပါပါလာနိုင်တယ်အနေထားတော့ရှိပါတယ်ကဲအဲ့တော့ကျွန်တော်တို့မဆန်းတော့ဘူးပေါ့နော် HyperOS 2တင်မယ်တော့အချိန်မရလို့မတင်လိုက်တော့ဘူးအာဒီကောင်တွေမှာတော့ကျွန်တော်တို့သိတဲ့အတိုင်းအဲ Xiaomi Hyper AI ဘာညာ global run ဖြစ်နေလဲသူ့ရဲ့ SoC ကအဲ့လောက်ကြီးလိုက်ပြီးတော့မဆောင်ရွက်ပြီးနိုင်တဲ့အတွက် feature ကိုထည့်ပေးထားတာမတွေ့ရပါဘူးကဲပါဝင်တဲ့ကင်မရာ setting ကြီးအောင်ပေါ့ကင်မရာ setup ကကျွန်တော်ရှေ့မှာပြောခဲ့သလို Redmi 13 Redmi 73နဲ့အတူတူပဲ108 megapixel main camera ပါပါတယ်အဲ့တော့108 megapixel main camera ရဲ့2 megapixel macro 30 megapixel selfie ပါမယ်အဲ့ဒီမှာကျွန်တော်တို့ feature တွေနေဆိုရင် time lapse ပါမယ် video video ကတော့တည်တဲ့အတိုင်း 1080p ကအများဆုံးပဲရိုက်လို့ရပါမှာ 1080p 30fps ကအများဆုံး selfie camera မှာဆိုလဲ 1080p 30fps ကအများဆုံးရိုက်လို့ရတာပါ ဘာဝင်တဲ့အခြား feature တွေနေဆိုရင် photo photo မှာသူကသူကဒီ 3h zone ကိုဟိုမဖွာပဲနေပေါ့နော်ပုံကြီးကိုကြီးကြီးလေးရိုက်လို့ရတယ်ဆိုပြီးတော့ website မှာကြောညာတာတွေ့ရတယ် digital zone ကတော့1080ရပါတယ်နောက် portrait mode ပါမယ် night mode ပါမယ်108 megapixel မှုပါမယ်ပေါ့နော်ဒါကတော့ resolution ကောင်းကောင်းရခြင်းတော့108 megapixel နဲ့ရိုက်ပေါ့ဒါပေမဲ့ကျိုးပြောချင်တာကအရင်ကြီးတော့ဒီကောင်းရဲ့ပုံထွက်တီးကိုတော့မမျော်လင့်ပါနဲ့ဘာလို့လဲဆိုတော့ကျွန်တော်တို့ဒါက ကျွန်တော်ပြောခဲ့တဲ့ entry မက mirror မကြကြားဆိုင်ဖုံးဖြစ်နေလို့ပါ108 megapixel ပါတာတော့မှန်ပါတယ်ပေါ့နော်အဲ့တော့ဒီနေရာမှာပြောဖို့ကြံသေးတာရှိပါတယ်ဖိုတိုမှုမှာကျွန်တော် macro ဟိုပေါ့နော်အဒီအနီးကပ်1 cm 2 cm လောက်ပုံနေခဲ့ရချင်းဒီအပေါ်အများလေးကိုနှိပ်ဒီမဲ့ macro ဆိုတာလေးပါပါတယ်အဲ့ဒါဆို macro မှုကိုပြောင်းပြီးတော့ဒီအောက်က sensor လေးအလုပ်လုပ်မယ်ပေါ့နော်ဒါ macro macro sensor ဆိုတော့ဒီမှာမြင်နေတဲ့အတိုင်းအလုပ်လုပ်ပါတယ်เนาะ macro sensor ပိတ်လိုက်ရင်เนาะ အပေါ်ကစမ်းစာအလုပ်လုပ်ပါလိမ့်မယ်ပါတဲ့နှလုံးလုံးကတော့အလုပ်လုပ်ပါတယ်ပုံမှန်တိုင်းကျွန်တော်တို့ဟို sample photo တွေကတော့နောက်မှထည့်ပေးလိုက်ပါမယ် sample photo အနည်းငယ်ကိုထည့်ပေးထားတယ်ပေါ့နော်ကျွန်တော် studio ထဲမှာရိုက်ကြည့်တဲ့အနေအထားအရတော့ရတဲ့ reset တွေက bb ဖြစ်တဲ့ color back ကိုသွားတယ် skin tone တွေကလည်းဒီဈေးဝင်ကျင်ဖုန်းတွေတစ်ခုအနေနဲ့ဆိုရင်တော့အဆင်ပြေတယ်လို့ပြောလို့ရတယ်ပေါ့နော်ထုံးစံတိုင်းပဲပေါ့ကျွန်တော်တို့အလင်းရောင်ရှိတဲ့နေရာမှာလက်လေးကိုငြိမ်အောင်ခြင်ရိုက်နိုင်တဲ့ဟိန်းဆိုရင်တော့အဆင်ပြေတဲ့ပုံတွေ ရနိုင်ပါတယ်ကင်မရာနဲ့ပတ်သက်ပြီးတော့အရင်ကြီးအဟိုက်ပြီးတော့မျောလင့်ပြီးတော့မဝင်နဲ့ပေါ့နော်ဒီဈေးဝင်ခြင်းကင်မရာထဲမှာတော့အဆင်ပြေတဲ့အထဲမှာထည့်လို့ရပါတယ် ဘာဝင်တဲ့ sign of fingerprint ကလည်းတော်တော်လေးလေးလုံးလုံးတာကိုတွေ့ရတယ်ကျွန်တော်တို့လောလောဆယ်တော့ဟို graphic setting တွေဘယ်လောက်ရအောင်ကြည့်တာပေါ့နော် mobile legion ကိုသူ့ရဲ့ G91 Ultra မှာ block graphic setting တွေရအောင်တစ်ချက်ကြည့်ကြည့်ပါမယ် graphic ကကျွန်တော်တို့ ultra ထိပွင့်ပါတယ် frame rate ကတော့ high အထိပဲရမယ်ပေါ့နော်ဒါကကျွန်တော်တို့ G91 Ultra မှာရမယ် mobile legion setting မှာ နောက်ထပ်ကကျွန်တော်တို့ HUK ပေါ့နော် ချုပ်ကီမှာရမယ် graphic setting ပေါ့နော် FPS ကကျွန်တော်တို့ height ထိထားပြီးတုံးလို့ရမယ် resolution က ultra ထိရပါမယ်နော် FPS max တော့မရပါဘူးဒါ HOK မှာစော်ကစားရင်ရမယ် graphic setting မှာ G91 Ultra မှာ patch ကြီးစော်ကစားရင်ရမယ် graphic setting လေးတစ်ချက်အရင်ကြည့်အောင် ကျွန်တော် graphic က customize မှာပဲထားပြီးကြည့်လိုက်မယ်เนาะ customize မှာသူက HD height ထိရမယ် HD ဟာတော့မပွင့်ဘူးပေါ့เนาะ HD height valence က ultra smooth ultra ပေါ့เนาะအဲ့တော့ smooth ultra ထိပဲအများဆုံးရမယ်ပေါ့เนาะ 40fps ပေါ့အဲ sensitivity အနေနဲ့ gyro scope sensor တော့ပါတယ်ပေါ်မပေါ်ကတော့ကျွန်တော်တစ်ချက်ဝင်ကြည့်မယ်ပေါ့เนาะ ကျွန်တော်ဂျိုင်ရိုစင်ဆာကပါတယ်ဗျပါပေမဲ့ तू ကကျွန်တော်တို့ဒီအနေထားတိုင်းပေါ့နော်ဒီအနေထားတိုင်းလမ်းလျှောက်တဲ့အနေထားတိုင်းချိန်ကို तू ကနည်းနည်းလေးမဆိုသလောက်လေးမီလီစက္ကန့်လောက်လေးနောက်ကျတဲ့အနေထားကိုတွေ့ရတယ်စကော့ကိုချိန်ပြီးကျွန်တော်ချက်ပြပြပါမယ်နော်ဒီဘက် तू ကအဲ့လိုပေါ့နော်စကော့ချိန်လိုက်ပြီးရင်ချွေးလိုက်ရင်တုံကနေတုံကနေအဲ့လိုမျိုးသွားတာဆိုတော့တိတ်ပြီးတော့စကော့ကပော့ပော့ပါပါရှိရတဲ့ထဲမှာတော့မပါပါဘူးဒီမှာဒီမှာ ော်စကော့ကမငြိမ်ဘူးပေါ့ဗျာအလွယ်ပြောရရင်တော့အဲ့တော့ ADS နဲ့ဆော့မယ်အာ Etra နဲ့ဆော့နိုင်တယ် Etra ဆိုတာ 40fps နဲ့ဆော့နိုင်တယ်ဟိတ်ဆိုတော့ဆော့လို့ရလားဆိုတော့ဆော့ဖြစ်ုံတော့ရနိုင်ပါတယ်အရင်ကောင်းကောင်းတော့ဆော့လို့မရနိုင်ဘူးပေါ့နော်နောက်တစ်ခါပါဝင်တဲ့ display နဲ့ speaker တွေရဲ့အတန်ကိုစမ်းကြည့်မယ်ပေါ့နော်ဒီကောင်က speaker တစ်လုံးနဲ့ပါပါတယ် dual speaker မပါပါဘူးအဲ့တော့ရုပ်ထွက်အတန်ဒီထားဘယ်လိုရှိတော့ကြည့်လိုက်ရအောင်ပါ get up Time is barely on our side I don't wanna waste what's left The storms we chase are leading us And love is all we'll ever trust Yeah, No, I don't wanna waste what's left ။ရဲတော့အားလုံးမြင်တွေ့ခဲ့တဲ့အတိုင်းပဲပေါ့နော်။ကျွန်တော်တို့ LCD တစ်ခုမှာရှိသည့်ရှိတိုက်တဲ့အယောင်အသွေးရတော့ပြနိုင်တယ်။အရင်ကတော့ saturated မဖြစ်ဘူး။သူ့ရဲ့အဓိက display ရဲ့အားနည်းချက်ကတော့ brightness ကနည်းတယ်လို့ပြောလို့ရတယ်ပေါ့ဗျာ။ viewing angle နည်းနည်းလေးနဲ့ပဲကြည့်လို့ရမယ်။အ speaker လည်းပုံမှန်ပဲထွေထူးပြီးအရင်ကြီးကျွန်တော်တို့ချီးကျူးစရာမရှိသလို entry မက mirror မကြဖုန်းတွေမှာတွေ့နေကြ speaker reset မျိုးပဲရမယ်။ bass တန်လည်း နည်းတယ်လို့ပြောလို့ရပါတယ်။ဒါလို့ဆိုရင်တော့ Remy 13H လေးမှာပါဝင်တဲ့အနေထားအားလုံးကိုမြင်တွေ့ခဲ့ပြီလို့ထင်ပါတယ်။အဲကျွန်တော်တို့ big quality design အသားနာကတော့ Remy 13တုံးကလိုပဲဒီကောင်မှလည်းတူညီတဲ့ကျွန်တော်တို့အရှိန်အောင် glass back ကိုသုံးထားတဲ့ plastic frame ပြဿနာမရှိဘူးဒီစေးဝင်းကျင်မှာရတာ design အသွင်မြင်ကတော့တော်တော်လှတယ်။ IP rating နေနဲ့ဆိုလဲ IP54 တော့ထည့်ပေးထားတယ်ပေါ့ဗျာ။တုံတုံ splat blue လောက်တော့ရတယ်။အမှုံမွားလဲတုံတုံတော့အသင့်အသင့်ခံနိုင်တဲ့အနေထားမှာရှိတယ်။ပါဝင်တဲ့ display နဲ့ speaker တော့ကျွန်တော်အရင်သဘောကျတဲ့ထင်မှာတော့မပါဘူးဒါပေမဲ့ဟို max ရာဆိုလို့ full hd plus ဖြစ်နေတာတော့ resolution ကို max ရာရှိတယ် brightness အရန်နေတဲ့ display ကိုကျွန်တော်တို့ကြည့်ရမယ် speaker လည်း single speaker နဲ့ပဲရတယ်ပေါ့အာ remy အနေနဲ့ပြန်ရှင်းလိုက်ရရင် bright to performance အရန်မဖြစ်ဘူးလို့ခံစားရတယ်၅သိန်းကျော်မှာ dsr ကိုကတရုတ် ground တုံးနိုင်နေဟိဆိုရင်တော့ remy note 13 5g china အလုံးဝယ်လိုက်တာမှာဒီကောင်းတဲ့ကောင်းတဲ့ performance ရသလို့ AMOLED display နဲ့လည်းတုံးလို့ရအောင်မယ်ပေါ့ဗျာဒါပေမဲ့ကြာရင်တော့ဒါရွေးချယ်စရာအစ်ဖြစ်လာတဲ့အတွက်ကျွန်တော်တို့ကပြောပြပေးတာပါဝင်တဲ့ SOC G91 Ultra ကဘလို့ပဲပြောပြော G91 ဖြစ်လာတယ်ဒါပြောတာအခုချိန်ထိ story ဒီ EMMC နဲ့ပဲလာတာဖြစ်တဲ့အတွက်ကတော့ရေရှိမှာပုံမှန် UFS တုံးထားတဲ့ကောင်တွေလောက်တော့ကောင်းမှာမဟုတ်ဘူး story by အနေနဲ့ဆိုရင်လေနောက် daily drive တုံးမယ်ဟေးဆိုရင်တော့ အဆင်ပြေနိုင်တယ်။ဒီဖုန်းကိုရွေးချယ်မဲ့သူကတော့မဖြစ်မနေအဲ Redmi ခြင်ကျင်တဲ့ Global Roam မှသုံးမဲ့သူပဲရွေးမယ်လို့ထင်ပါတယ်။ Price to performance ကြည့်ပြီးတော့ရွေးမယ်ဟဲ့ဆိုရင်တော့ Redmi 13 Redmi 13 HD ဒီရွေးတဲ့ model တွေမဟုတ်ဘူးလို့ပြောရင်လည်းဒီနေ့ဗီဒီယိုဒီမှာနေအဆုံးတတ်ချင်ပါတယ်။အားလုံးဘိုင်းဘိုင်ပါ။ Here we go.